ရိတ်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာရွှေခိယဇလန်းမြေပိုင်းနေလေးကိုနားဆင်ခံစားကြည့်ကြပါအောင်ခင်ဗျာဇလန်းလေးမစတင်ခင်မှာတော့ VPN လေးဖွင့်ပြီးကြည့်ရှုပေးကြပါဗျာ VPN တီတာကရဲမက်တွေစီကထွက်ပြေးလာပြီးဘာကြီးတယောက်စီရောက်လာခဲ့တယ်အာဘလူဖြစ်တာလဲဒူမလေးထားလေ VPN တီတာတတိလစ်သွားတာမြင်တော့ဘာကြီးတယောက်လဲအိမ်ထဲခေါ်လာလိုက်တယ်ဟင် ငါဘယ်ရောက်နေရလဲတားလေတားလီရောတော်ပါသေးတခြားတယောက်ကများငါကလေးကိုယူသွားပြီလို့ထင်နေတာနိုးပြီလားငါတို့ကဟမ်ဘာကြီးကဘာတူလဲဘာကြီးကဒီဝါသားတယောက်ပါအိမ်ရှိမှလာမူးလဲနေလို့အိမ်ထဲခေါ်လာထားတာကျေးဇူးတင်ပါတယ်ဘာကြီးရပါတယ်ဒီလောက်လုံးနေရငါတို့ကဘယ်သွားမလို့လဲကျမကမိဖုရားတီတာပါရွှေခယူးလေးမွေးဖွားလာလို့တိုင်းပြည်ကနေမောင်းထုတ်ခံလိုက်ရတာ အခုရဲမဲ့တွေကနောက်ခါနေလိုက်တက်နေလို့ပါဟင်မိဖုရားဟုတ်လားဟုတ်ပါတယ်တောင်းပန်ပါတယ်မိဖုရားကြီးအဲ့လိုခေါ်ဆရာမလိုပါဘူးဘာလို့လဲဆိုအခုကျမကမိဖုရားမဟုတ်တော့ကျမကတာမန်မင်းမတရားဖြစ်သွားပြီဘလို့နေနေကျွန်တော်အယုအသေးပြုပါတယ်မိဖုရားဘဲမှသွားကြမရှင်ဒီမှာနေလို့ရပါတယ်ဒါပေမဲ့ဘာကြီးကိုအားနာတယ်ကျွန်တော်ကစိတ်ရင်းနဲ့ကူညီချင်တာပါဒါဆိုဘာကြီးမွေးစားသမီးဖြစ်လက်ခံပေးပါလားငါတို့မှာသဘောပါ ။တနာတော့အင်ရှင်ကလည်းမိဖုရားကိုမွေးသားသမီးအဖြစ်လက်ခံလိုက်ပါတယ်။အင်ရှင်တို့အင်ရှင်တို့အိမ်မှာရှိရင်ခဏလောက်အိမ်ပြန်ထွက်ခဲ့ပါ။ဒီမှာမေးစရာရှိလို့သမီးအနောက်မှာသွားပုန်းလိုက်အောင်။ဟုတ်ကဲ့ဖေ။မြန်မြန်ထွက်ခဲ့တဲ့ဖြက်ဝင်သွားလိုက်ကွာ။ဟုတ်တယ်။ဘာကိစ္စရှိလို့လဲကွ။ရွှေခရုမိဖုရားဒီဘက်လာတာတွေ့လား။မင်းကလေးဟုတ်လား။ဟိုဘက်သွားတာတွေ့လိုက်တယ်ဟာ။ဟိုဘက်သွားလိုက်တာပဲ။ဒီဘက်လာပါလေလို့ငါပြောသားပဲ။ဒါဆိုသူ့ကိုသွားတက်ကြမယ်လေ။ ရဲမဲ့နှစ်ယောက်ကလည်းဘာကြီးလိန်လိုက်တာကိုတကယ်ယုံသွားခဲ့တယ်။အဲနောက်ဘာကြီးကသူ့အိမ်အရန်ကျင်းလို့ရွှေခရူးနဲ့သူ့မိတွေအိမ်သစ်ဆောက်ပေးလိုက်ပါတယ်။တားလေအမေကိုဘယ်ချိန်ထွက်လာ တွေ့မှလဲကွယ်။အမေစောင်းတာဘယ်နှလားတောင်ရှိနေပြီလဲ။ထွက်လာပါတော့။အမေစိုးစရာရုပ်ရှာပေးမယ်လေ။ဒီမှာဘာမှလည်းပြန်မပြောဘူး။ဒါဆိုလဲအမေအိတ်တော့မယ်။ရွှေခရူးလေးကတော့သူ့အမေဘလို့လို့ထွက်မလာပါဘူး။နှစ်သားကလာမြင်တော့ မိဖုရားကိုတနာသွားခဲ့တယ်။နတ်သားလဲရွှေကယူးထွက်လာမဲ့နီလန်းရှာပါတော့တယ်။ရွှေကယူးမိမေကိုရင်ခွဲနာကြပြီးတေအောင်လုံးနေရတာ။ရလေလေ။အုံနတ်သားလဲမြောက်ခံခြင်းပြီးသူတို့သားမိနှစ်ယောက်အိတ်နီလာကိုမရရအောင် လာနောက်ရှက်နေတယ်။ရွှေကယူးလေးလဲတီးမခံနိုင်တော့တဲ့အဆုံးထွက်လာလိုက်ခဲ့။အခုချက်ချင်းရဆန်းမြောက်ဆုပ်ဟာဟာလက်ခဲ့လီလာအခုချက်ချင်းရဆန်းဟာဟာဟာ ဖမ်းမမိပါဘူးကွာငင်းငင်းနေစမ်းမြောက်ဆုပ်မြောက်ဆုပ်လေးတော့မဖမ်းနိုင်ဘူးမလားဘေးကကလေးလေးကွာဒီနားလာဆော့နေတာတော့ကြည့်လိုက်တဲ့အချိန်မှာတော့ရွှေခရူလေးနဲ့မြောက်ဆော့နေတာကို တွေးလိုက်ရပါတယ်ဟင်ဒါကငါ့ရဲ့ရွှေခရူလေးထင်တယ်ตาလေးကိုမြင်ရတော့အမေဝမ်းသာလိုက်တာကွယ်အဲ့လိုမြင်တော့မိဖုရားကလည်းအဲ့ခီးဝင်တာမရှိရင် သူသားကသူနဲ့ပဲနေသွားမှလို့တွေးလိုက်တယ်။သူလဲဒုတ်ကန်ကခယူကွန်စီလမ်းခဲ့တော့တယ်။ အခုကစားပြီးတားအမေနဲ့ပဲနေရမယ်အမေကိုခွင့်လွှတ်ပါတားအမေဘလို့လုလိုက်တာလဲဘာလို့ကျွန်တော်ခရုကုန်ကိုခွဲလိုက်တာလဲတားအမေပြောတာကိုနားထောင်အခုမရှိတော့ရင်ကျွန်တော်ကဘယ်နှသွားနေရမှာလဲတားလဲအမေနဲ့နေပေါ်တားရဲ့အမေတားကိုယူဆိုင်မှာပေါ့နော်ဟုတ်ကဲ့ရွှေခရုလေးကဝင်စရာအခွင့်မရှိတော့သူ့အမေနဲ့ပဲနေသွားခဲ့တယ်မင်းကြီးကတော့သူ့သားမယားကိုလွမ်းနေတာနဲ့ မိဖုရားဒေဝီကိုတော့ယူမဆိုင်နိုင်ပါဘူး။မောင်တော်ဘာဖြစ်တာလဲ။အခုတလောဘာတွေဖြစ်နေရလဲ။နှမတော်ကိုစိတ်ဆိုးနေတယ်လို့ပဲ။อืมပြုံးပါအောင် မောင်တော်ရဲ့ဝေးဝေးနေစမ်းပါ။ဟင်။ဒါဆိုနှမတော်ကိုစိတ်ဆိုးနေတာပေါ့လေ။ဒါမှမဟုတ်နှမတော်ကိုမချစ်တော့ဘူးလားပြော။ဘာလို့အဲ့လိုမျက်နှာလုံနေရလဲ။အ။ဝေးဝေးနေလို့ပြောနေတာ။မြဲမြဲမှတ်ထားပါ။ငါကဝေးဝေးနေဆိုနေလိုက်။အော်။ ရှင်ကသူမရှိတော့တာတောင်သူ့ကိုတရိယာနေသေးတယ်ပေါ့လေရရတယ်ကျမအကြောင်းတိစီရမယ်သူလဲတော်တော် စိတ်တူသွားခဲ့တယ်ရှေ့ဆက်ဘာရင်ဆက်ပြစ်သွားမလဲဆိုတာအပိုင်းသုံးကိုစောင့်မျှော်ကြည့်ရှုအားပေးခဲ့ကြပါအောင်ညာအပိုင်းသုံးကိုလွယ်လွယ်ကူကူကြည့်ရှုနိုင်ရန်အတွက်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လေးလေးလုပ်ပေးသွားကြပါအောင်ညာအဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်